အားလုံးပဲမင်္ဂလာပါနက်ဖက်နာဗိုလ်တော်ဟူးညမြန်မာစံတော်ချိန်တမိုင်ခွဲမှာတော့ချန်ပီယံလိပွဲစဉ်၃ရက်အာကျွန်တော်တို့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Chelsea အသင်းနဲ့ Ajax အသင်းတို့ရဲ့ပွဲစဉ်ကရှိတယ်ဒီပွဲစဉ်ကတော့ Chelsea ကအင်ကွင်းမှာ Ajax အသင်းကိုလက်ခံကစားသွားမှာလည်းဖြစ်တယ်ဆိုပထမဆုံးဒါ Chelsea တင်းရဲ့လက်ရှိ current form Champions League မှာဒါကျွန်တော်တို့လက်ရှိပေါ့လေသူခြေစွမ်းပြထားတဲ့အခြေအနေကျွန်တော်တို့သုံးသပ်ရရင် Chelsea က Champions League နှစ်ပွဲကစားထားတယ် အားကျွန်တော်တပွဲနိုင်ပြီးတော့တပွဲရှုံးထားတယ်ဆိုတော့ပြီးခဲ့တဲ့ပတ်တုန်းကတော့ဒါ Benfica ကို1-0နဲ့အနိုင်ရထားတယ်အဲ့ဒီပွဲမှာတော့ပုံစံကောင်းတချို့ပြနိုင်တယ်ဆိုပေမဲ့လို့ဒါကလပ်အသင်းရဲ့တိုက်စစ်ကစားသမားတွေကြီးကနေပေါ့လေဒါတွင်ကိုရတာမဟုတ်ပဲနဲ့ဒါကာနာချိုရဲ့ပေးပုံမှာတဆင့်ဒါခန့်စစ်ကစားသမား develop ဖြစ်ပြီးတော့မှ OG တွင်ကိုနဲ့ Chelsea ကအနိုင်ရထားတာလည်းဖြစ်တယ်ဒါအန်နီဝေးပါလက်ရှိမှာတော့ Chelsea က Champion League မှာကျွန်တော်တို့ဒါရမှတ်၃မှတ်နဲ့အဆင့်၁၈နေရာမှာရှိနေတယ် နေပြအန်ဆိုမာရစ်ကအတွက်တော့ကျွန်တော်တို့ပေါ့လေဒါဒီအားဒီမှာချန်ပီယံလိမှာအတိုင်းအတာတစ်ခုအထိရအောင်သူနင်းနဲ့ဆွမ်းဆောင်ပေးနိုင်တဲ့ပေးရမယ့်အခြေအနေဖြစ်တာကြောင့်မို့လို့ကျွန်တော်တို့ဒါချက်စီရဲ့အိမ်ခွဲမှာတစ်ဖက်ကအေဂျင့်တင်ကိုလက်ခံကစားရတဲ့ပွဲစဉ်မှာတော့ဒါကျွန်တော်တို့ဒီပေါ့လေရမပြည့်ရအောင်ဆွမ်းဆောင်သွားမယ်လို့ကျွန်တော်ယူဆတယ်ဆိုတော့လက်ရှိချက်စီတင်ရဲ့ကာရဖောင်ကိုကျွန်တော်ကြည့်မယ်ဆိုရင်အာနောက်ဆုံးပြမယ့်ဆို၅ပွဲမှာ Brighton တသင်းနဲ့ကိုတော့အရင်နေပြီးတော့မှ၄ပွဲအနိုင်ရထားတယ်နောက်ဆုံးပြိုင်ပွဲဆုံး၃ပွဲမှာ Liverpool အသင်း Benfica အသင်းနဲ့ကျွန်တော် Northern Forest အသင်းတို့ကိုအနိုင်ရထားတယ်ပေါ့လေဇက်တိုက်အနိုင်ရထားဒါကြောင့်မလို့ Chelsea ရဲ့ current form ကတော့ဟိုကျွန်တော်တို့ပေါ့လေဒီအဝေးတစ်ခုမှာအကောင်းဆုံးအနေအထားတစ်ခုကိုပြန်သွားနေတယ်လို့ပြောလို့ရမယ့်အခြေအနေဖြစ်တယ်ဒီထက်မှတော့ဒါ Chelsea အသင်းကကျွန်တော်တို့အနီးကပ် suspend ပြည်တဲ့ကစားသမားတွေ injury ကစားသမားတွေရှိနေပေမဲ့လို့ကျွန်တော်တို့ရလကောင်းရအောင်စွမ်းဆောင်ထားနိုင်တဲ့အခြေအနေဖြစ်တယ် ဆိုတော့ဒီဘက်ကဒါကျွန်တော် agent အတင်းကတော့ Chelsea အတင်းတက်ပို့ပြီးတော့ striker ဖြစ်နေတဲ့အနေထားဖြစ်တယ် Champion League မှာကျွန်တော်တို့နှစ်ပွဲကစားထားတယ်နှစ်ပွဲစလုံးအရင်နေပြီးတော့မှရမတမမမရသေးပဲနဲ့ကျွန်တော်ဒါ Champion League ရပေါ့လေအောက်ဆုံးဒီအဆင့်35မှာရှိနေတယ်သူကမှတသိမ်းပဲရှိတော့တဲ့အနေထားဖြစ်တယ်ဒါကြောင့်မလို့ agent မှာကကျွန်တော်တို့တော်တော်လေးကို fee အများနေတဲ့အနေထားဖြစ်တယ်ဒါပြင်ကျွန်တော်နောက်ဆုံးပြိုင်ပွဲဆို9ပွဲမှာ တပွဲပဲအနိုင်ရထားပြီးနှစ်ပွဲတည်ချပြီးတော့နှစ်ပွဲရှုံးထားတဲ့ဒါကျွန်တော်တို့ပေါ့လေခြေစွမ်းအရာတော့ဖောင်းမတည်ငြိမ်တဲ့အနေထားတစ်ခုမှအေချက်တင်းကရင်ဆိုင်နေရတာလည်းဖြစ်တယ်ဒီနေ့တင်းရဲ့ထိတဲ့တွေ့ဆုံမှုတွေကိုပြန်ကြည့်မယ်ဆိုတော့သုံးချိန်တွေ့ထားပြီးတော့မှတစ်ချိန်ကတည်ချပြီးတော့မှတစ်ချိန်စီအနိုင်ရထားတဲ့အနေထားဖြစ်တဲ့ခြေစီကတစ်ချိန်ပေါ့လေအေချက်က2010တုန်းကတစ်ချိန်ပဲအနိုင်ရထားတယ်ဆိုတော့ကျွန်တော်တို့ဒါခြေစီချန်ပီယံဖြစ်တဲ့နှစ်ကဒါကျွန်တော်တို့ဒီတွေ့ဆုံမှုမှာတော့ဖို့ဖို့ draw ကြထားတယ်ဆိုတော့ ဒါ anyway ပါလက်ရှိအနေထားရအခြေစီကအားကျွန်တော်ဒီတစ်ပတ် international break ပွဲစဉ်တွေအပြီးပြန်ကစားတဲ့ပွဲစဉ်တွေမှာတော့ကလပ်အသင်းကြီးတွေနဲ့ထိတိုက်တွဲဆုံနေတာမျိုးမဟုတ်ပဲနဲ့အာဒီပေါ့လေဒီကျွန်တော်တို့အလဲလက်အသင်းတွေနဲ့တွဲဆုံနေတဲ့အနေထားကြောင့်မလို့အာကျွန်တော်တို့အဆင်ပြေနေတဲ့အနေထားတစ်ခုလို့ပြောရမယ်အနေထားဖြစ်တယ်။ Nivea Aso Maris ကအတွက်တော့အရင်ကြီးဖိအားများနေတဲ့အနေထားတစ်ခုလို့မဟုတ်ဘူးပေါ့လေ။ဒါပြင်ကျွန်တော်တို့အာဒီကျွန်တော်တို့ HR အသင်းကို အိမ်ခွေးမှာလက်ခံကစားပြီးရင်ကျွန်တော်လာမယ့်ပတ်ပရီးမီးယားလီဂ်မှာလည်းဆန်ဒါလန်ကိုအိမ်ခွေးမှာပဲလက်ခံကစားမယ်အခြေအနေရှိရကြောင်းမလို့ချက်စီအသင်းအတွက်တော့ကိုယ့်အိမ်ခွေးမှာရမပြည့်ရအောင်ကြိုးပမ်းရမယ့်အနေအထားဖြစ်တယ်ဆိုတော့အေဂျက်ကကျွန်တော်တို့ဒီဟာဒီပေါ့လေတော်တော်လေး struggle ဖြစ်နေတဲ့အထက်မှာပြီးရင်ကျွန်တော်အဝေးခွေးမှာချက်စီရဲ့အိမ်ခွေးမှာအနိုင်ရဖို့သူတို့အနေနဲ့အာကျွန်တော်တော်တော်လေးကိုရုန်းကန်ရမယ့်အနေအထားဖြစ်တယ်အဲဆိုတော့လက်ရှိကာရဖောင်ရချဲစီကအခြေစွမ်းအတင်ကြိမ်သောအနေအထားဖြစ်တဲ့ချဲစီကကျွန်တော်တိုက်စစ်ကစားမှဖြစ်တဲ့အာဒီပေါ်လေးဂျောက်ပတ်တို့ နှစ်ဝတ်တနည်းနဲ့ထုတ်ခံထားတဲ့အခြေအနေကြောင့်မလို့ဒီပွဲမှာမပါလာနိုင်မှုဆိုပေမဲ့လို့တိုက်စစ်မှာကျွန်တော်တို့ပေါ့လေအရွေအားဖြင့်တစ်ဖက်ခန်းစစ်ကိုဖီအားကောင်းကောင်းပေးတတ်တယ်ဒီပေါ့လေလူငယ်ကစားသမားဖြစ်တဲ့မဂီဥပါဝင်လာဖို့အခြေအနေရှိတယ်အာဆိုတချို့ကစားသမားတွေပါဝင်လာဖို့အခြေအနေမရှိဘူးဆိုပေမဲ့လို့ဒါကွေးလေမှာတော့ Moises Kanzero တောင်းဝန်တစ်ဖက်မှာတော့ ဒီပေါ့လေကျွန်တော်တို့ဂါနာချိုနဲ့တစ်ဖက်ကပတ်စလိုနာတို့ကိုသမားဖြစ်နေနေတော့ကျွန်တော်ရော့ဖစ်ဆန်ချန်နဲ့ခန်းစစ်နေရမှာတော့ဒါကြောင့်မတ်စကူကူရဲ့လားတစ်ဖက်ကဒီပေါ့လေကျွန်တော်တို့ရီစီဂျိန်းတို့ပါဝင်လာဖို့အခြေအနေရှိရလို့မြင်နေတယ်ဒါကြောင့်လက်ရှိကစားသမားစုဖွဲ့မှုရရောယုံကြည်မှုရပါလိုအပ်နေတဲ့ချယ်စီကအိမ်ခွင်မှာပဲတစ်ဖက်ကအေဂျက်ကိုအနည်းဆုံးတွင်းကို၂ဂိုးလောက်တွင်းယူပြီးတော့မှချန်ပီယံလိပွဲစဉ်၃မှာလည်းရမပြည့်ယူတော့မယ့်ပွဲစဉ်တစ်ပွဲလို့ကျွန်တော်ကယူဆတယ်ပေါ့လေဆိုတော့ ကြည့်ရှုပေးခဲ့တဲ့ဒုတိယအချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျေးမှချင်တဲ့အားလုံးဖြည့်ဆုံးကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်